ကျွန်တော်ရဲ့မိတ်ဆွေတောက်ကြသားသမီးများအားလုံးမင်္ဂလာပါနော်တောက်ကြသားသမီးများအတွက်ပတ်စဉ်တောက်ကြနေ့နေ့6လပိုင်းမှာကျွန်တော်တို့ယူရောမင်္ဂလာချမ်းနေပြီးတော့ပုံမှန်ပြီးရိုက်ကူးရေလုပ်ပြီးတော့တင်ပြနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တဲတော်နမိတ်ဖြစ်ပါတယ်ဒီဟောဒရန်လေးကပတ်စဉ်တောက်ကြနေ့နေ့6လပိုင်းဆိုရင်ကျွန်တော်ပုံမှန်တင်ပြနေကြပါပါနော်ဒါပေမဲ့ပြီးခဲ့တဲ့တစ်ပတ်နှစ်ပတ်တုန်းကကျွန်တော်တို့မတင်ဖြစ်ဘူးပေါ့ဒီကမတင်ဖြစ်တာကတော့အကြောင်းနှစ်ခုဖြစ်ပါတယ် တခုကကျတော့ကျွန်တော်ရာသီအကူအပြောင်းကာလာတွေမှာကျန်းမာရေးခြေနေရ မရိုက်ဘူးနိုင်တာပေါ့နောက်တစ်ခုကကျတော့ကျွန်တော်တို့နေ့စဉ်နဲ့များအများပြားလာတဲ့အယူတော်မင်္ဂလာချမ်းရဲ့မိတ်ဆွေတွေကိုတရားနေပြီးတော့လှုပ်ဆောင်ပေးရတဲ့တာဝန်တွေဝတ္တရားတွေကုညီလှုပ်ဆောင်ပေးရတဲ့အပိုင်းကဏ္ဍတွေမှာလည်းပဲအချိန်လုံလောက်မှုနေတဲ့အတွက်ဂဲကူရေးပိုင်းတွေမှာအားနေသွားတာဖြစ်ပါတယ်အဲ့တော့ပုံမှန်တိုင်းဆက်လက်ပြီးတော့ကျွန်တော်တို့ရိုက်ကူးပြီးတော့တင်ပြနိုင်အောင်လည်း စင်ဆက်မပြတ်စ조사ပါတယ်။အဲတာကြသားသမီးတွေအတွက်ကျွန်တော်တို့ကံကြမ္မာဖတ်ကြပေးမှာဖြစ်ပါတယ်။တာကြသားသမီးတွေအတွက်ကြလာတဲ့တေရောနမိတ်ကကြတော့ကျဲပွင့်ဧကရီဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်။ကျဲပွင့်ဧကရီနမိတ်ကကြတော့ကျဲပွင့်ဆိုတာအောင်မြင်ခြင်းပါပဲ။ဒါတာကြသားသမီးတွေရဲ့ကံကြမ္မာပွင့်လန်းတယ်။ကံကြမ္မာကောင်းတယ်။အောင်မြင်နိုင်တဲ့ကံလာတာတွေအပြည့်အဝရှိပါတယ်။ ဲ့တော့ company ဝန်ထမ်းလုပ်တွေအစိုးရဝန်ထမ်းလုပ်တွေလုပ်ကင်ဆောင်ရွက်နေတဲ့တောက်ကြသားသမီးတွေအတွက်ဆိုရင်လည်းဒီကာလမှာအင်မတန်မှပျော်ရွှင်စရာကောင်းတဲ့အချိန်ကာလဖြစ်တယ်။အလုပ်ကင်တွေအဆင်ပြေခြင်းတိုးတက်ခြင်းအောင်မြင်ခြင်းတွေရှိရဲအထက်လူကြီးဆရာသမားတွေရဲ့ချစ်ခင်မှုခံလို့ဖို့ကင်ဘက်တွေရဲ့ကူညီပေးမှမှုရမယ်။ကိုလုံးနေတဲ့အလုပ်ကင်တွေအောင်မြင်ယုံမြမက ကိုယ့်ရဲ့နာမည်ဂုဏ်သတင်းတွေပါကြော်ကြားပြီးတော့ အဆင်ပြေမဲ့ကံစားတာမျိုးရှိပါတယ်။ဒါကြောင့်ဒီကလာမှာစိတ်လဲချမ်းသာကိုယ်လဲချမ်းသာတောက်ကြသားသမီးတွေဟာအလုတ်ကိုင်းနေအဆင်ပြေမှာ။တော့ကိုယ်အနေနဲ့လုံရင်ကောင်းမလားမကောင်းလားလို့လုံတဲ့လားမလုံတဲ့လားပေါ့နော်စိတ်ထဲမှာစဉ်းစားတွေးတောနေတဲ့ချိန်ဆနေတဲ့အလုတ်ကိစ္စတွေရှိမှဆိုရင်တောက်ကြသားသမီးတွေဟာအင်တိုင်းအားတိုင်းလုံတဲ့မှာလား။နံပါတ်2က ဒါကြောင့်သားသမီးတွေကငွေကြေးနဲ့ပတ်သက်တဲ့ကံကြမ္မာမှကြတော့နည်းနည်းလေးအခက်အခဲရှိနေတာကိုသတ်တွေ့ရတော့။နောက်သားသောသားကြသားသမီးတွေကငွေကြေးကိုအကြောင်းပြုပြီးတော့နည်းနည်းလေးခက်ခဲတတ်ပါတယ်။စိတ်မောလူမောကြုံရတတ်တယ်။ကို့မှာအလောက်ကိုင်းနေအောင်မြင်လာလို့ငွေကြေးတွေအဆင်ပြေလာတယ်။ဒါကြမ္မာငွေကြေးတွေပြပြဝဝဖြစ်လာ။ဒါမဲ့အဲ့မှာကို့မှာအဆင်ပြေလာတဲ့ငွေကြေးတွေကိုအကျွေးတွေပေးရင်ကောင်းမလား။ လုပ်ငန်းတွေပဲထပ်ပြီးတော့တိုးချဲ့ရမလားသားသမီးအတွက်ပဲရင်းနှီးမြှုပ်နှံရမလားအဲ့လိုမျိုးဖွေခွဲမရထည့်ရမယ့်အခြေအနေမျိုးတွေတော့တောက်ကြသားသမီးတွေကြုံနိုင်ပါလားအဲ့တော့ပတ်စံမရှိလို့ပူပန်ရတာနောက်ပတ်စံတွေအစင်မပြေလို့တောကရောက်ရတာမျိုးမဟုတ်ဘူးเนาะတောက်ကြသားသမီးတွေအတွက်ကြုံရတာကြတော့ပတ်စံရှိတာအလုပ်တွေလည်းအစင်ပြေတယ်ငွေကြီးလည်းအစင်ပြေတယ်အဲ့တော့ကို့မှာပတ်စံတွေပြည့်စုံတာရှိလား ဲ့ပတ်စံလေးစိနေတာကြီးကိုရှေ့မှာချပြီးတော့ဒီပတ်စံကဘာလို့ရင်ကောင်းမလဲအဲ့လိုမျိုးလုံရင်လုံရင်နဲ့စဉ်းစားရင်စဉ်းစားရင်နဲ့တွေးတော်ရင်တွေးတော်ရင်နဲ့လမ်းဆောင်ရင်နဲ့လမ်းပြောက်တလို့ဖြစ်သွားတာမျိုးဖြစ်တတ်တယ်။ဒါမှမဟုတ်ဒီချိန်မှာသုံးချက်ချက်မာယွန်းတတ်ပါဝေးကြီးကိုအကြောင်းပြပြီးတော့သုံးချက်ချက်မာယွန်းတတ်တယ်အဲ့ဒါလေးတော့သတိထားပါနော် နောက်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့ကံတာတဲ့တော်တော်လေးကောင်းပါလေ။ကွဲကွာနေတဲ့ဆွေမျိုးသားချင်းတွေနဲ့ပြန်ပြီးတော့စုံစည်းရတတ်တယ်၊စုံတွေ့ရတတ်တယ်။အခုနဲ့ရဝေးမှာအဆက်အသွယ်ပြတ်နေတဲ့ဆွေမျိုးသားချင်းတွေနဲ့ယုတ်လျဲမမျှော်လင့်မနဲ့အဆက်အသွယ်တွေပါလေပြန်ရတာမျိုးတွေဖြစ်တတ်ပါလား။မဟုတ်ဟုတ်။နောက်ချင်းနော်ကပညာရေးနဲ့ပတ်သက်ရင်တော့နည်းနည်းသတိထားရမယ်။လူငယ်တွေပေါ့အဓိကပညာရေးနဲ့ ူကနှလုံးသားမှာဓာတ်ဆိုင်တဲ့ကံကြမ္မာနမိတ်ကြအဲ့တော့ဘာနမိတ်လဲဆိုတော့အဓိကတော့ပညာရေးနဲ့နှလုံးသားရေးရဲ့ကြားထဲမှာပညာရေးကိစ္စတွေနှောင်းလေးသွားတာတွေတန့်ကြသွားတာမျိုးတွေဖြစ်ရတတ်တယ်။နောက်ချင်းနောက်နေပတ်သက်ရင်တော့ခွဲပလား၁၀လုံးကမိသားစုပျော်ရွှင်ကကုန်နေတဲ့ကံကြမ္မာနမိတ်ကြပါအဲ့တော့တောက်ကြသားမိတွေရဲ့အခြေအနေနဲ့ပတ်သက်ရင်ကန်စာတာကောင်းတယ်အင်နိုအင်းနဲ့ပတ်သက်ပြီးတော့ကန်စာတာကောင်းတယ် ချစ်သူနဲ့送သီးရတတ်တယ်မင်္ဂလာကိစ္စတွေစိတ်ဆက်ကြုံလန်းကိစ္စတွေအောင်မြင်တတ်တယ်ဟိန်းအောင်တယ်ဆိုရင်သာသမီရင်သွေးရတနာတွေထုံငါတတ်တာပေါ့ဒါတော့ဖက်ဖက်ကနေစိတ်ချမ်းသာရခြင်းစိတ်ပျော်ရွှင်ရခြင်းကံကောင်းခြင်းတွေကြုံမဲ့အချိန်ကာလလေးလို့ပြောမှဆိုရင်လည်းမမှားပါဘူးနော်ဒါတော့ကြာသာသမီတွေအတွက်ကျွန်တော်တို့အကျိုးပေးတဲ့ကံကောင်းတဲ့အယောင်လေးတွေရှိပါတယ်အဲဒါအပြာရောင်နဲ့အနေရောင်ဖြစ်ပါတယ်အပြာရောင်ကံတာတာကောင်းတယ်အနေရောင်ကံတာတာကောင်းပါတယ် အဲအကျိုးပေးတဲ့ကဏ္ဍလေးတွေကတော့6ကဏ္ဍ10ကဏ္ဍအကျိုးပေးတယ်10ကဏ္ဍ6ကဏ္ဍအကျိုးပေးပါလားအဲ့တော့ဘာရေရာလောက်အောင်လဲဆိုရင်အိုးလေးတစ်လုံးပေါ့နော် အောင်းအိုးလေးတစ်လုံးနဲ့မှာတဲထည့်ရမယ်တဲလေးလက်6ဆုပ်လောက်ထည့်လိုက်ထည့်ပြီးတော့အုံညုံလေးစိုက် အုံညုံက6ညုံတဲအိုးထဲမှာအုံညုံ6ညုံစိုက်ပြီးတော့မြတ်စွာဘုရားလူတန်းဆုတောင်းမယ်ဆိုရင်ကိုယ်ကမကောင်းတဲ့ကံစားတာအញ្ញံဖက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ် ။ဒါကြောင့်ယူရမင်္ဂလာချန်ကိုမြည်သူမှုဆိုနော်။လာနိုင်ပါတယ်၊တင်နေနေလာတက်နိုင်ပါလေနော်။အဲ့တော့ဝါဇိုင်မင်းတင်ခါရဲ့ကြီးနဲ့ဗရာကိုပြီးပါအောင်ဆိုတဲ့ပဒီလေးတွေ၊နောက်ဝါစိန်ညီအဆောင်လက်ပတ်လေးတွေ၊ဝါစိန်ညီအင်းစမတရားနိုင်လေးတွေ။ဒါတကူကရွှေစည်းသားရောင်းမလေးတွေ၊ဒိုးကလေးတွေစတဲ့အဆောင်ရတရားပစ္စည်းလေးတွေအလိုရှိတယ်ဆိုရင်လည်းကျွန်တော်ယူရိုမင်္ဂလာချက်မှာလွတ်လွတ်လပ်လပ်လာဝယ်နိုင်တယ်လို့မလာနိုင်တဲ့သူတွေကလည်း အွန်လိုင်းကနေ Viber နေပြီးတော့ဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်နော်နောက်တစ်ခုကကျွန်တော်တရနေ့ကနေ10နေ့ပြင်မယ်ဘေးရင်တင်းနန်းနေလဲလာပြီးတော့တက်နိုင်ပါတယ်နော်ကျွန်တော်ယူရိုမင်္ဂလာချမ်းမှာနေစဉ်နဲ့မြရေရာတွေကိုအခမဲ့ရေရာကြီးမယူဘဲနဲ့မြေတာတက်တဲ့စေနာတက်တဲ့နဲ့ကုညီဆောင်ရွက်ပေးနေတဲ့ရေရာမျိုးလေးဖြစ်ပါတယ်အကြံကမလဲကျွန်တော်တို့ယူရိုမင်္ဂလာချံကစတင်တည်ထောင်မဲ့ meditation center ဆက်လုပ်မှာဖြစ်ပါတယ်။ကဲဒီမှာမိစေပေါ့ကိုကျမ်းမစေချမ်းလာလူရဆန္ဒပြေဆုံးပါစေလို့ဆုတောင်းမေတ္တာများလိုက်လိုက်လဲလဲပို့သလိုက်ပါတယ်။အဲ့တော့နောက်တစ်ခုကကျွန်တော်ဒီလကုံလာဆိုရင်ကျွန်တော်တို့ယူရမင်္ဂလာချမ်းနေပြီးတော့ခုနှစ်ရက်သားသမီးများအတွက်အကျိုးများစေမယ့်အယူရမင်္ဂလာချမ်းရဲ့နေ့စဉ်အခပေးခေါ်စရန်လေးတွေလည်းရိုက်ကူးပြီးတော့တင်ပေးနိုင်ဖို့အတွက်စူးစမ်းနေပါတယ် ကျွန်တော်ယူရောမင်္ဂလာအချံဘိုးတုံးလေးရလွှဲပြီးတော့ကျန်တဲ့ရက်ဒီမှာပေးရမစီပွင့်ပါဤသူမစိုးလွတ်လွတ်လပ်လပ်လာပြီးတော့ရေရရာခြေနိုင်ပါလေကျွန်တော်ယူရောမင်္ဂလာအချံပြုတ်လို့တဲ့ရေရရာတွေအားလုံးကအခချင်းမမယူပဲနဲ့အခမဲ့မေတ္တာနဲ့ပြုတ်လို့ဆောင်ရွက်ပေးတဲ့ဆရာတွေဖြစ်ပါလေเนาะအခုကကျွန်တော်တို့ဒီဟွန်းကိုယ်တိုင်ဗေရင်တင်နေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေ ဒီရောမင်္ဂလာချမ်းမှာလစဉ်တရက်နေ့ရနေ့ဆယ်ရက်နေ့ဒီပေးတင်တင်နှန်းနေရှိပါတယ်။အဲ့ဒါလည်းပဲတင်နှန်းကြီးပါကြီးနာကြီးပေးကြမှာမဟုတ်ပါဘူး။အခမဲ့တင်ပေးတဲ့ပညာဒါနတင်နှန်းနေဖြစ်ပါတယ်။လာပြီးတော့တက်နိုင်ပါလေနော်။အဲ့တော့ယူရောမင်္ဂလာချမ်းမလာရောက်နိုင်တဲ့လူတွေအကြောင်းအမည်နဲ့မရောက်လာနိုင်တဲ့သူတွေကတော့သုံးစံအတိုင်း online viber နေပြီးတော့ဆက်သွယ်ပြီးတော့ hostel လေးတွေမှာနိုင်ပါတယ်။ အဲဘိုင်ဘာနံပါတ်ကတော့39692395ဆိုတဲ့ဖုန်းနံပါတ်ရယ်နောက်တစ်ခုက09092ဆိုတဲ့ဖုန်းနံပါတ်ဖြစ်ပါတယ်နော်